မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်အွန်လိုင်းကြားဖြတ်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှု တိုက်ဖြတ်ရေးတွေနည်းနည်းလှုပ်ဝက်သောရည်ရွယ်ချက်တစ်ခုရှိနေဟုအချမ်းပတ်စစ်တပ်ပြောခွင့်ရဇော်မဲထွန်းပြောမြန်မာနိုင်ငံတွင်ကြားဖြတ်များကြီးထွားလာမှုထိုင်းနိုင်ငံကြားဟုအပြစ်တင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမေရိကန်ပြည်ထောင်စု၏အွန်လိုင်းကြားဖြတ်လိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှ Hidden Agenda နည်းနည်းလှုပ်ဝက်သောရည်ရွယ်ချက်တစ်ခုရှိနေကြောင်းအကြံဖတ်စစ်တပ်ပြောခွင့်ရစောမဲထုံးကပြောဆိုပါရယ်။ယနေ့စစ်တပ်၏ဝါဒဖြန့်သတင်းစာများမှတဆင်ထို့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအနေဖြင့်မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike for Burma အဖွဲ့အဖွဲ့စည်း၍မြန်မာနိုင်ငံရှိကြားဖြတ်စင်တာနှစ်ခုကိုစစ်စင်ရေးပြုလုပ်ခဲ့သည်ဟုသိရှိရကြောင်း ရှင်ပြည်မြန်မာနိုင်ငံရှိ KK ဘက်ကဲ့သို့သောလိင်လယ်မှုနေရာများကိုတိုက်ဖျက်ရန်အတွက် Riot Time Police War Ron Test Phone အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဆေလွတ်တည်ဟုသိရှိရကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်။ဒါရီကိုသုံးသက်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online လိင်လယ်မှု online လောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက် hidden agenda နဲ့နေတဲ့လုပ်ဝတ်ချက်တွေတခုရှိနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိရပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်။ ။ရှင်းပြင်းမြန်မာနိုင်ငံရှိကြာဖြန့်ဒေသများဖြစ်သော KK ပန်း၊ရွှေကုတ်ကိုကြောက်ခက်ဒေသများရှိအခြေခံလူနေထိုင်မှုရှိလျက်ဆက်ပြီးဆက်သွယ်ရေးတို့မှတဖက်နိုင်ငံမှရရှိခြင်းဖြစ်ကြောင်းစစ်တကား KK ဘက်ကိုဖြိုဖျက်ခြင်းကလည်းအစများထိုင်းနိုင်ငံဘက်သို့ကြောက်ရောက်သည်ဟုကန့်ကွက်ကြောင်း KK ဘက်ကိုဖောက်ခွဲဖြိုခွဲမှုများသည့်အစစ်မြေဖောက်ခွဲမှုများဖြစ်၍အနီးအနားရှိသစ်ပင်ပင်မှလုကြောင်းထို့ကြောင့်ထိုင်းနိုင်ငံတဲ့သို့အစများကြဆရာအကြောင်းမရှိကြောင်း၎င်းကဆိုပါတယ် ထို့ပြင်ကြားဖြတ်ဒေတာရှိအလုံးလောက်ကိုင်နေသောနိုင်ငံသားများ၏69ဒသမ500ခန့်လုံးမှာထိုင်းနိုင်ငံမှတစ်စက်ဝေရောက်လာခြင်းဖြစ်ကြောင်းအကြံဖတ်စော်မင်းထွန်းကအပြစ်တင်ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတက္ကသိုလ်ကျောင်းသားတွေချုပ်တင်မဲလာပေးကြဖို့စစ်ကော်မရှင်ဖိအားပေးတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေစီကကြိုတင်ဆန္ဒမဲတွေရရှိနိုင်ရေးစစ်ကော်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတခုတ်တရကြိုးပမ်းလာပါတယ် ရွှေကောက်ပွဲကျင်းပမယ့်နေ့မှာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာမဲဆန္ဒနဲ့ပြင်ပသို့သွားရောက်ပြီးကျောင်းတက်ကြမှာဖြစ်လို့ဒီဇင်ဘာ28ရက်နေ့မှာအသက်16နှစ်ပြည့်သူတွေချိုးတင်ဆန္ဒမဲပေးနိုင်ကြောင်းနိုဝင်ဘာ10ရက်နေ့မှာအသိပေးကြေညာခဲ့တာပါမဲဆရင်ပါရှိရာရက်ကွက်ဒါမှမဟုတ်ကြီးပါအုပ်စုကော်မရှင်အဖွဲ့ခွဲ ရှုံးမှနိုဝင်ဘာ18ရက်ကနေ21ရက်နေ့အထိမနက်9နာရီကနေညနေ4နာရီခွဲအတွင်းတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်ကျောင်းသားကျောင်းသူတွေချိုးတင်ဆန္ဒမဲပေးနိုင်တယ်လို့ဆိုပါတယ် ဂျပန်မှာတက္ကသိုလ်တက်မဲ့ကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲ့ပေးပြီးကြောင်းရက်ွက်အုပ်ချုပ်ရေးမှူးရှင်ကထောက်ခံစာပြနိုင်မှသာကျောင်းအခွင့်ရမယ်ဆိုတဲ့သတင်းတွေ Facebook မှာပြန့်နှံ့ထွက်ပေါ်နေတာပါတက္ကသိုလ်ဒီဂရီကောလိပ်တချို့ကလည်းကျောင်းသားကျောင်းသူတွေကိုမိမိမဲ့စရင်ပါရှိတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အကွဲရုံးတွေမှာကြိုတင်ဆန္ဒမဲတွေပေးခဲ့ကြဖို့ Facebook စာမျက်နှာတွေကတဆင့်ထိုးဆော်ပြီးချိတ်ဆက်စီစဉ်ထားတယ်လို့ဆိုပါတယ်။ရှာမညဖက်ဒရယ်အင်အားစုတင် NRFF ပြောခွင့်ရနိုင်ပြီတာကပြည်သူတွေအနေနဲ့ကိုယ့်ကိုအုပ်ချုပ်မဲ့ အစိုးရကိုအယုံကြည်မရှိရင်မဲမထက်လေးရှိတဲ့သဘောရှိတာမို့အာဏာပိုင်တွေကချိန်ချောက်လို့မရဘူးလို့သတင်းဌာနကပြောပါရယ်လူလူရဲ့သဘောတရားကတော့အစိုးရစနစ်တရက်ဌာမမဟုတ်လို့ရှိရင်အုပ်ချုပ်သူလူတန်းစားကိုသဘောမကျဘူးရွေးကောက်ပွဲကိုသူတို့အယုံကြည်မရှိဘူးဆိုရင်မဲမထက်လေးရှိတဲ့သဘောရှိမယ်မဲမထက်လို့ဆိုပြီးတော့လေလူလူကိုအာဏာပိုင်တွေကနေချိန်ချောက်လို့မရဘူးနှိပ်စက်လို့မရဘူးဖမ်းဆီးလို့မရဘူးစရောအဲ့လိုမျိုးမဲမပေးလို့အာနာပိုင်တွေကပြည်သူတွေအပေါ်တစုံတရာကျူးလွန်တဲ့ပြုလုပ်တယ်ဆိုလို့ရှိရင် electoral violence ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုလို့ပြောလို့ရတယ်။လူခွင့်ရေးထိုးဖောက်မှုလို့ပြောလို့ရတာပေါ်လို့ဆိုပါရယ်။စစ်ကော်မရှင်လက်အောက်ခံပညာရေးဝန်ကြီးဌာနအစိုးရပညာဦးစီးဌာနကလည်းတက္ကသိုလ်ဒီဂရီကောလိပ်တွေရဲ့နေ့တင်တန်းတွေအားလုံးကိုနိုဝင်ဘာ24ရက်မှာစတင်ဖွင့်လှစ်မှာဖြစ်လို့နိုဝင်ဘာ18ရက်နေ့မှာပိတ်ရမရှိကြောင်းလက်ခံသွားမယ်လို့ကြေညာထားတာပါ။လက်ရှိမှာတနင်္လာနေ့တိုင်းမြို့နယ်အတွင်းနေထိုင်ကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ နိုဝင်ဘာ18ရက်နေ့ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်စူပေါင်းရုံးခန်းမှာကြိုတင်ဆန္ဒမဲစပေးနေပြီလို့စစ်တပ်ဟွာရဖြင့်နိုင်ငံပိုင်သတင်းစာရေးကဖော်ပြပါရယ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကြိုတင်ဆန္ဒမဲပေးရမှာနိုင်ငံသားစီစီရေးကတ်နဲ့ကျောင်းသားကတ်တွေကိုပြပြီးမေးလက်မှတ်တွေထုတ်ယူကလှုပ်ဝက်ဆန္ဒပြုခန်းမှာစိုက်နှစ်သက်တဲ့ကိုစဲလေးလောင်းကိုဆန္ဒပြုခဲ့တယ်လို့သတင်းထုတ်ပြန်တာပါရွှေကောက်ပွဲကိုတော့အပိုင်း၃ပိုင်းနဲ့ကျင်းပဖို့စီစဉ်ထားပြီးအပိုင်း၁မှာ၁၀၂မြို့နယ်အပိုင်း၂မှာမြို့နယ်၁၀၀နဲ့မကျင်းပနိုင်တဲ့၅၆မြို့နယ်ကလွှဲရင်း ကျန်တဲ့မျိုးနယ်တွေကိုတော့အပိုင်းသုံးမှာဆက်လုပ်သွားမယ်လို့အတည်ပြုထားပြီးဖြစ်ပါတယ်။ပြည်သူတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းတွေတန်တပန်တွေကပါစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ပဲအတူရောင်ဖြစ်ဝေဖန်ဆန့်ကျင်နေကြတဲ့အခြေအနေပါ။စေအုပ်စုကသူ့ရဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကဘလောက်ထိစိတ်ပါဝင်စားမှုရှိတယ်ဆိုတဲ့အကြောင်းညာကိုပြဖို့ဆိုတဲ့သဘောနဲ့မဲပေးမဲနေမတိုင်ခင်အချိန်ကလေးကဂျိုတင်မဲပေးနေကြတယ်ဆိုတဲ့ပုံစံမျိုးကိုဝါရဖြန့်ပုံခေါ်နေတဲ့သဘောမျိုးဖြစ်တယ်လို့နိုင်ပီတာကထောက်ပြပါတယ်။ စစ်ကော်မရှင်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဆိုင်ရာဤဥပဒေအရရွေးကောက်ပွဲမှာမဲဆင်းရင်ပါရှိတဲ့သက်ဆိုင်ရာမျိုးနွယ်ရဲ့ပြင်ပမှာရောက်ရှိနေသူတွေဟာသက်ဆိုင်ရာမင်းဆန္ဒနဲ့တည်တည်မှကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ကြိုတင်မဲပေးပိုင်권ရှိတယ်လို့ဖော်ပြထားတာပါကျိုတင်မဲပေးပိုင်권ရှိတဲ့ပုံကိုယ်တွေမှာတမရော်သားနဲ့အတူနေအိမ်အောင်စုဝင်တွေ၊ចောင်းသားတွေ၊သင်္နန်းသားတွေ၊အချုပ်ခံရသူတွေ၊စေယုံတက်နေရတဲ့အတွင်းလူနာတွေ၊ယာယီနေရဆွန့်ခွာနေရသူတွေ၊အစိုးရရဲ့ခွင့်ပြုချက်နဲ့နိုင်ငံပြင်ပမှာရောက်ရှိနေသူတွေပါဝင်ပါတယ်။ ဒါကြောင့်နေရက်ဆော့ခွာနေရတဲ့စစ်ရှောင်းတွေပြည်ပရောက်နိုင်ငံသားတွေစီကကြိုတင်ဆန္ဒမဲတွေရဖို့ပုံစံ15မှာကိုရဲအချက်လက်တွေဖြစ်သွင်းပြီးတက်ဆိုင်ရရွေးကောက်အဖွဲ့ခွဲရုံးတွေနဲ့တန်ယုံတွေမှာပေးဖို့လျှောက်ထားနိုင်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ဆလဘီစစ်ကောင်စီတက်တဲ့ BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံပေမဲ့မကြေမလည်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကြားဖြန့်အရေးနဲ့ပတ်သက်ပြီးမြောက်ဝတီမြို့မှာနိုဝင်ဘာလ18ရက်ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားစောင့်တပ် BTF ကောင်းဆောင်ပိုင်းတွေထိစုံဆွေးနွေးရမှာအစစ်မပေးဖြစ်ခဲ့တယ်လို့ BTF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ BTF ကောင်းဆောင်စောချစ်သူစောမို့သူတို့ကမြောက်ဝတီမြို့မှာထိစုံဆွေးနွေးခဲ့ကြတာပါ။ရွှေကုတ်ကိုမြို့တစ်ထဲဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BTF ကောင်းဆောင်စောချစ်သူကမကျေမနပ်ဖြစ်နေတယ်လို့ BTF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါဗျ။ အဲဒီနောက်မနေ့နိုဝင်ဘာ18ရက်ကရွှေကုတ်ကိုစီးနင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ VGF ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောနဲ့စောချစ်သူတို့ရဲ့တားငယ်စောချစ်ချစ်သားတို့တောက်ဥဆောင်ပါဝင်တာတွေ့ရပါတယ်။မနေ့ကစီးနင်းမှုကတော့ရွှေကုတ်ကိုမြို့ရဲကကြာဖြတ်လုဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြပြလုပ်ငန်းတုံးကွန်ပျူတာတွေဖုံးတွေနဲ့အတူတရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ် စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာ19ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကိုမြို့တက်ထဲဝင်ရောက်စစ်ဆေးမှုအတွင်း online လောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတတောင်းနီပါဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံသားအယောက်346ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါရယ်စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကိုမျိုးတွေကတချို့ကြားဖြတ်တရုတ်စိုက်ထဲမှာတော့အလုသမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့သတင်းရင်းမြစ်တချို့ကပြောပါရယ် BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနိုင်မောင်စောရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုက်မှာကြားဖြန့်လုပ်သားအင်အား2000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ကြားဖြန့်ကိုလည်းဒီတစ်ခေါက်မှာအပြည့်ရှင်းမယ်လို့စီးနှင်းမှုမတိုင်ခင်တရက်မှာဘုံမူကြီးနိုင်မောင်စောကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ခြားဆောင်တန်း BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်ဖြစ်တဲ့မြဝတီမြို့နယ်မြောက်ဖက်ပိုင်းကတိတ်ကတိစံပြကြီးပါတဲ့ကိုကြားဖြန့်လုပ်နေတဲ့ KK ဘက်ကတရုတ်တပ်သေးတွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ BGF အမှတ်နှစ်စစ်ဒေတာမှုဘုံမူးကျုပ်စောတင်ဝင်ထိန်းထုတ်တဲ့တိတ်ကတိစံပြကြေးွာထဲမှာအစာဦးအသည်တချို့တဝက်တိဆောက် PCB ဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကိုမြို့ကနေတက်နေနှစ်သစိပ်ပါတဲ့ရင်းတွေနဲ့တည်ယူပို့ဆောင်လာတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ဘုံမူးကျုပ်စောတင်ဝင်ထိန်းထုတ်နေတဲ့က KK ဘက်ကိုစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ KK ဘက်ကိုဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်စောတင်ဝင်းကမတက်တာလို့သာခွင့်ပြုပေးခဲ့ရတာဖြစ်ပြီးစစ်တရရဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့မကျေနပ်ဘူးလို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကစစ်ကောင်စီကကျင်းပခဲ့တဲ့နှစ်80ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားမှာစောချစ်သူစောမှုသူတို့တက်ရောက်ခဲ့ပေမယ့်စောတင်ဝင်းကတော့တက်ရောက်တာမရှိခဲ့ပါဘူး။ကေကဘတ်မှာတရုတ်နိုင်ငံသားနှစ်ပြီးမြန်မာနိုင်ငံသားတွေပုံများကဆက်လက်မလုဆောင်ဖို့စစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီသူတွေကိုနေရက်ပြန်ခိုင်းလိုက်တယ်လို့စောတင်ဝင်းကဒေတာရင်းသတင်းဌာန KIC ကိုဖြေကြားထားတာရှိပါတယ် စော်တင်ဝင်ဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တယ်ဆိုပြီးအမေရိကန်အစိုးရနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါကြားဖြတ်နေနေရတဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ DGF ဘုံမူးချုပ်စော်တင်ဝင်နဲ့ဘုံမူးကြီးနိုင်မောင်စော်တို့စီဖုန်းနဲ့ဆက်သွယ်ပေမယ့်အဆက်အသွယ်မရခဲ့ပါဘူးကရင်နယ်ကြားစောင့်တက် BGF ကရွှေကုတ်ကိုမှကြားဖြတ်နိုင်ဖို့အတွက်ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေမယ့် ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကိုသတင်းရင်းမြစ်တွေကဆိုပါတယ်။မြဝတီမြို့တောင်ဘက်က BGF ထိန်းချုပ်ထားတဲ့မေထော်တလေးရွာအနီးကနမေဆိုးနဲ့ကြော်ကြတဲ့ KK ဘတ်ကြားဖြတ်ဝင်တဲ့ကိုပြီးခဲ့တဲ့အောက်တိုဘာလကစပြီးစစ်ကောင်စီတပ်ကစီနီယာမှာ KK ဘတ်ထဲကတရုတ်အပောက်ဝင်နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးခဲ့ကြပါတယ်။